မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အရကတက်တော် AA ကရန်ကုန်စိတ်ကမ်းကနေဘင်္ဂလားဒေ့ရှ်တက္ကနစိတ်ကမ်းကိုထွက်ခွာလာတဲ့ကုန်တင်သင်းမောင်း၃စီးကိုရခိုင်ပင်လယ်ပြင်နတ်မြဝမှာဖမ်းဆီးဆစ်ဆေးခဲ့ရာနှစ်စီးကိုပြန်လည်လွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်ကနေထွက်ခွာလာတဲ့ကုန်တင်သင်္ဘောများကိုဇန်နဝါရီလ16ရက်နေ့မှာမောင်တော်မြို့နယ်နတ်မြဝမှာရှိတဲ့အေအေထိန်ချုပ်ထားတဲ့ပင်လယ်ပြင်မှာတွဲရှိထိန်းသိမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီးဇန်နဝါရီလ20ရက်နေ့မှာသင်္ဘောနှစ်စီးကိုအေအေဘက်ကပြန်လည်ပေးလိုက်တယ်လို့ The Business Standard သတင်းကဖော်ပြထားပါတယ်။အရခတက်တော်အေအေထံကလွတ်မြောက်လာပြီးတဲ့နောက်ကုန်တင်သင်္ဘောနှစ်စီးဟာဇန်နဝါရီလ20ရက်နေ့မှာပဲ ကုန်ပစ္စည်းတန်ချိန်1500နဲ့အတူဘင်္ဂလားဒေ့ရှ်တက်ကနစိတ်ကန်းကိုရောက်ရှိလာတယ်လို့သိရပါတယ်။သို့တော်လည်းစိတ်ကန်းအာဏာပိုင်များရဲ့ပြောပြချက်များအရာကြန့်ရှိနေသေးတဲ့နောက်ထပ်သင်္ဘောတစ်စီးဟာအေအေရဲ့ဖမ်းဆီးခြင်းကိုခံထားရဆဲဖြစ်ပြီးတော့ဘယ်အချိန်မှပြန်လွတ်ပေးမယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးကြောင်းတက်ကနစိတ်ကန်းမန်နေဂျာဆိုင်အန်နဝါဟူစိန်ကပြောဆိုထားပါတယ်။အရခတက်တော်ကဖမ်းမိထားတဲ့တင်မော၃စီးရဲ့ကျွန်တော်တို့စီမှာတရင်အချက်လက်တွေရှိပါတယ်တင်မော၂စီးပြန်လွတ်လာပေမဲ့ကျန်တဲ့ဒစီးကသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါသေးတယ် ဟန်းထားတဲ့တင်းမောဟာတက္ကနစိတ်ကန်းအနီးမှာတွေ့နေရပြီးတော့ ကုန်စည်တန်းချင်း2000လောက်ကိုတည်ဆောင်သွားပါတယ်လို့၎င်းကပြောပြထားပါတယ်လွတ်လာတဲ့သင်းမော်တွေထဲမှာငချောက်ကော်ဖီကွန်းရနဲ့အလကုန်ပစ္စည်းများအပါအဝင်ကုန်ပစ္စည်းမျိုးစုံနဲ့ရောက်ရှိလာကြတာလို့သူကထပ်မံပြောပြထားပါတယ်အခြားစိတ်ကန်းတာဝန်ရှိသူတူကလေးရကြာထိမ့်သိမ်းထားတဲ့အချိန်အတွင်းမှာအေအေဘက်ကသင်းမော်သားတွေကိုညှဉ်းပန်းနှိပ်စက်ခြင်းမရှိခဲ့ပါဘူးကုန်ပစ္စည်းတင်သွင်းတဲ့သူတွေနဲ့ပြည်လည်မှုရယူပြီးတော့သင်းမော်တွေကိုပြန်လွှတ်ပေးခဲ့တာလို့ယုံကြည်ရပါတယ်လို့ပြောဆိုထားပါတယ်ကုန်တယ်အများရဲ့ပြောပြချက်များအရာကုန်တင်သင်းမော်များကိုစစ်ဆေးရအတွက်သာဖမ်းဆီးထိမ့်သိမ်းထားခြင်းဖြစ်တယ်လို့သိရပါတယ် ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘောများကိုအရခတက်တော် AA ကဖမ်းဆီးထားခြင်းအပေါ် Technet Landport CNF အေဂျင့်များအသင်းကထွေထွေအတွင်းရေးမှု ဘဟာဒါကဒီအတိုင်းသာဆက်သွားမယ်ဆိုရင်ဒီစိတ်ကန်းကနေတဆင့်တွင်းကုန်တွေတိတိတသားကြာဆင်းလာပြီးတော့အစိုးရရဲ့ဝင်ငွေကိုရော့ကျစေမှာဖြစ်ပါတယ်။ကုန်တယ်ရဲ့စိုးရိမ်ပူပန်မှုတွေကိုတတ်တာစေဖို့အတွက်အစိုးရကတက်ကြွတဲ့အစီအမံတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ပြောဆိုလိုက်ပါတယ်။အရခတ်တတော် AA ကဘူးတီတောင်မောင်တော်ဒေသကိုတင်ပိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ရခိုင်ပင်လယ်ပြင်ကိုထိမ့်ချုပ်တင်ပိုက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပင်လယ်ပြင်ထဲကိုဝင်ရောက်လာတဲ့ငါးဖန်ဆက်လေးများတင်မောများနဲ့ကုန်တင်တင်မောများကိုအရခတ်တတော်ရဲ့ AA ရဲ့ကမ်းခြေဆောင်တပ်ဖွဲ့များကစစ်ဆေးခြင်းများကိုပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့မှာရှိတဲ့ခလာရ42တပ်ကစစ်သား၄ဦးဟာလက်နက်များနဲ့အတူတပ်ထဲကနေထွက်ပြေးသွားတဲ့အတော့ခလာရ42တပ်ဘေးမှာရှိတဲ့နေအိမ်များနဲ့ဈေးဆိုင်များကိုအကြမ်းဖက်စစ်သားများကလိုက်လံဆစ်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မှာခလာရ42တပ်ကစစ်သား၄ဦးဟာလက်နက်များနဲ့အတူထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒီဇင်ဘာလအတွင်းကလည်းရွှေဘုံမြို့နယ်စိတ်ခွန်ရွာမှာရှိတဲ့စစ်တပ်စခန်းထဲကရဲတအုပ်ဟာထွက်ပြေးသွားခဲ့သေးကြောင်းဒေသခံများထံကသိရှိရပါတယ်။ခလာရ42တပ် ေးမှာရှိတဲ့နေအိမ်တွေဈေးဆိုင်တွေကိုစစ်သားတွေကလိုက်မင်းနေတာဘယ်လိုလုပ်သိမှာလဲအဲ့ဒီတက်ကဧက90တောင်ကျော်တယ်ဘယ်အပေါက်ကထွက်သွားမှန်းတော့မသိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာစိတ်ခွန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းကရဲတအုပ်ဟာညဘက်ကင်းဆောင်နေတဲ့အချိန်မှာ ငွေတချို့နဲ့ဖုန်းတစ်လုံးနဲ့စာရွက်စာတမ်းများနဲ့အတူထွက်ပြေးတဲ့အချိန်ကလည်းစိတ်ခွန်ရွာမှာရှိတဲ့ပြည်သူများကိုဖမ်းဆီးစစ်ဆေးခြင်းများကိုလှုပ်ဆောင်ပြီးတော့ပြည်သူများထံကတဲတွေကြောက်တွေကိုလူယူပြီးစခန်းကိုခြံစည်းရိုးတုံးထက်ကားပြီးတော့ဗန်ကာများချကတိုးချက်စခန်းအခိုင်အမာပြုပြင်လိုက်ကြောင်းစိတ်ခွန်ရွာမှာရှိတဲ့ဒေသခံများကပြန်လည်ပြောပြထားပါတယ်သူတို့စီကရဲတယောက်ထွက်ပြေးသွားလို့စခန်းရှိကနေဖြတ်သွားတဲ့ကိုဝင်ဆောင်တဲ့လင်းမယားနှစ်ဦးကိုဖမ်းဆီးပြီးတော့နှိပ်စက်တယ် မင်းတို့စိတ်ခွန်ရွာသားတွေတိကိုတိရမယ်ငါကပါသွားတဲ့ငွေနဲ့ပစ္စည်းကိုပြန်လိုချင်တာမဟုတ်ဘူးလူကိုပြန်လိုချင်တာမင်းတို့ရွာကအဖွဲတွေကိုပြောလိုက်ငါလူကိုပြန်မပုတ်ပေးရင်ရွာကိုပြာချစေရမယ်ဒီမှာမြင်လားတစ်ချက်ထုရင်၃ရောက်သေးမယ်၃ချက်ထုရင်မင်းတို့ရွာပြာချသွားမယ်ဆိုပြီးတော့လက်နက်ကြီးကြီးစံတွေပြပြီးတော့ချင်းချောင်းနေတယ်လို့ဒေသခံပြည်သူတို့ကပြန်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မိုင်းဆက်မြို့ထပခ၈နဲ့၃တပ်ခွဲမှာရုံးအုပ်ဒုရာကံဘူမျိုးစုံဆက်ကစစ်မှုထမ်းတပ်သားတွေများကိုအကြောင်းမဲ့ရိုက်နှက်မှုကြောင့်မတန်မဆွမ်းဖြစ်သွားတဲ့သူတွေလည်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှတ်၈နဲ့၃ထပနဲ့ပို့ဆောင်ရေးတပ်ခွဲမှာရုံးအုပ်ဒုရာကံဘူမျိုးစုံဆက်ဟာတပ်တွင်းကြီးနိုင်ငံကြီးရဲ့နှိပ်စက်မှုများကိုကျူးလွန်နေသူဖြစ်ပြီးတော့တပ်ထဲကိုအသက်ရောက်ရှိလာတဲ့စစ်မှုထမ်းတပ်သားတွေလူငယ်များကိုပြစ်မှတ်ထားပြီးတော့ရိုက်နှက်မှုများပုံမှုလုံဆောင်နေတယ်လို့သိရပါဗျ။ရုံးအုပ်ဒုရာကံဘူမျိုးစုံဆက်ဟာ တပ်အတွင်းမှာ၎င်းဖွင့်လှစ်ထားတဲ့ဈေးဆိုင်မှာတပ်သားတဲ့များကဈေးမဝယ်ဘဲနဲ့တခြားဆိုင်တွေမှာတွားရောက်ဝယ်ယူပါကဆဲဆိုချိန်မောင်းပြီးတော့ရန်မျိုးထားရိုက်နှက်မှုများလည်းရှိနေတယ်လို့သိရပါတယ်တပ်သားတဲ့များက၎င်းဆိုင်မှာဈေးမဝယ်ယူရခြင်းအကြောင်းရင်းဟာလာစာငွေတွေကနေပြီးတော့ သူ့စိတ်ကြိုက်ငွေတွေကိုဖြတ်ယူပြီးတော့ကျန်တဲ့ငွေတွေကိုသာလကအဖြစ်နဲ့ပေးတဲ့အတွက်ကြောင့်ဈေးမဝယ်ယူခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုး၎င်းရဲ့ဈေးဆိုင်မှာဈေးလာရောက်ဝယ်ယူခြင်းမရှိတဲ့တပ်သားတွေများကိုလည်းရန်ညှိုးထားပြီးတော့အပြစ်မရှိအပြစ်ရှာကအကြောင်းမဲ့ရိုက်နှက်ခြင်းကြောင့်မတန်မဆွမ်းဖြစ်သွားတဲ့တပ်သားတွေများလည်းရှိနေတယ်လို့သိရပါတယ်။အဲ့ဒီ၎င်းရဲ့နှိပ်စက်မှုများကြောင့်ထွက်ပြေးသွားတဲ့တပ်သားတွေများလည်းရှိနေပြီးတော့ပြန်လည်ဖမ်းဆီးရမိပါကလည်းဒီထက်ပြင်းထန်တဲ့ထပ်မံရိုက်နှက်မှုများကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးလွတ်မြောက်သွားသူများရဲ့စည်ရင်းများကိုလည်းအထက်ကိုတရင်မပုတ်ဘဲနဲ့ ရစာငွေများကိုထုတ်ယူပြီးတော့ခိုးယူစားတောက်နေတယ်လို့သိရပါတယ်ရုံးအုပ်ဒုရာခံဘိုးမျိုးစော်ဆက်ရဲ့နှိမ့်ဆက်မှုကြောင့်တပ်တွင်းတွေကနေထွက်ပြေးသွားတဲ့တပ်သားတွေကိုအေးသူရနဲ့ကိုတတ်နိုင်ဦးတို့ဟာလည်းလက်ရှိအချိန်ထိအဆက်အသွယ်မရဘဲပျောက်ဆုံးနေတော့လေ၎င်းတို့ရဲ့ရစာငွေများကိုမျိုးစော်ဆက်ကဆက်လက်ခိုးယူထုတ်ယူပြီးတော့ပုံဆွဲနေစေဖြစ်တယ်လို့သိရပါတယ်မိုင်းဆက်မြုပ်ထပ်ပခ၈နှစ်၃တပ်မှာဒုရာခံဘိုးမျိုးစော်ဆက်ကတပ်ထဲမှာကြီးနိုင်ငံကြီးနှိမ့်ဆက်တာတွေအများလို့မနေချင်တော့တဲ့စစ်မှုထမ်းတပ်သားတွေအများကြီးရှိပါတယ် အစိုးဆုံးကတော့ရုံးအုပ်ကသူဖွင့်ထားတဲ့ဆိုင်မှာဈေးမဝယ်ရင်ပို့ပြီးတော့နှိပ်စက်တယ်လို့ပြောပါတယ်တခြားဆိုင်တွေမှာဈေးဝယ်ရင်မင်းတို့ငါအကြောင်းကောင်းကောင်းသိရမယ်ဆိုပြီးတော့ချင်းချောက်ပါတယ်ဈေးဝယ်ရင်လည်းဘလောက်ကြလဲဆိုတာကိုအတိအကျမပြောဘဲလာကုံမလာစားတွေကနေသူ့စိတ်ကြိုက်အကုန်ဖြတ်ထားပါတယ်ဈေးမဝယ်တဲ့သူတွေကိုရန်ညှိုးထားရိုက်နှက်တာသူနှိပ်စက်လို့ဒုက္ခိတဖြစ်သွားတဲ့သူတွေတောင်ရှိတယ်ထွက်ပြေးတဲ့တပ်သားတစ်လေးတွေကိုလည်းပြန်ဖမ်းမိရင် ဒီထက်ပြင်းထန်တဲ့ရိုက်နှက်မှုတွေနဲ့နှိပ်စက်ပါတယ်လွတ်သွားတဲ့သူတွေရဲ့စီးရင်တွေကိုလည်းအထက်ကိုမတင်ပြဘဲနဲ့လာစာကိုသူတို့ပဲခိုးပြီးတော့ထုတ်ယူနေကြပါတယ်တပ်သားတဲ့အေးသူရနဲ့တပ်နိုင်ဦးတို့နှစ်ဦးဟာလည်းထွက်ပြေးရင်းနဲ့ပျောက်ဆုံးနေတာကြားပါပြီတေလားရှင်လားမသိရလို့စိတ်ပူနေရပါတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်ငွေတော်ကြီးကုန်းရပ်ကွာအကွက်အမှတ်916ကကြီးဥပိုင်အကွက်အမှတ်196ကကြီး196ခါခွေးအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်အလုံး300ကျော်ကို ကျူးကျော်ဆိုပြီးတော့ဖြတ်စည်းမယ်ဆိုပြီးစစ်ကောင်စီလက်အောက်ခံစီပင်ဌာနကချိမ့်ချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့နောက်ဆုံးထားပြီးတော့ပြည်ကြီးတကွန်မြို့နယ်ငွေတော်ကြီးကုန်းရက်ကွာအကွက်အမ916ကကြီးဥပိုင်အကွက်အမ196ကကြီး196ခါခွဲအတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့ဖယ်ရှားပေးရန်မြို့တော်စီပင်ဌာနကအကြောင်းကြားစာပေးပို့ထားပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုကလည်းစစ်တပ်လက်အောက်ခံလူစိုးလူမိုက်တွေနဲ့ပေါင်းပြီးတော့ဖြတ်စည်းရန်ဘူရိုစာကားများအသင့်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ရက်ကွက်ကနှစ်ပေါင်း40လောက်ရှိနေပါပြီ။အင်ဂျီလည်းအတော်များပါတယ် ယ်ပြီးခဲ့တဲ့ဒေဇမလ28ရက်နေ့ကလည်းစာပို့ထားသေးတယ်အခုလည်းထပ်ပြီးပို့လာတယ်22ရက်နေ့နောက်ဆုံးထားပြီးတော့ဖယ်ရှားပေးဖို့အကယ်၍မဖယ်ရှားပေးရင်အင်အားသုံးပြီးတော့ဖယ်ခိုင်းမယ်ဆိုပြီးချင်းချောက်နေပါတယ်တကယ်မြေပြင်မှာလည်း22ရက်နေ့အတွက်စစ်ကားတွေအချုပ်ကားတွေဘူလိုဇာကားတွေအစင်သစ်ပြင်ဆင်ထားပါတယ်ရက်ွက်အုပ်ကြီးကလည်းမြို့နယ်တွေကဇိုးတွေရှေ့တန်းကနေပြန်လာတဲ့ဇိုးတွေကိုမွေးထားပြီးတော့အကျိုးအမြတ်ရလို့ဖြတ်ခိုင်းနေတာပါလို့ဒေသနေပြည်သူတို့ကတိုင်ကြားထားပါတယ်အခုလိုမျိုးပြည်သူပိုင်းနေအိမ်များကိုဖျက်ဆီးရန်ငွေတော်ကြီးကုန်းရက်ွက်အုပ်ချုပ်ရေးမှုကတိတ်တထောင်ကျန် အကွက်အမှတ်916အုပ်ချုပ်ရေးမှုစံမတူက3500ချက် ရရှိထားပြီးတော့ပြည်ကြီးတကွန်မြို့နယ်စစ်တပ်လက်အောက်ခံလူစိုးကောင်းဆောင်စံရှာစံရှာရဲ့လက်အောက်ကနှခမ်းမွေးတန့်စင်အောင်ကိုစောငံမျိုးတို့ကလည်းခွဲတန်းနေရယူထားတယ်လို့သိရပါဗျစစ်တပ်လက်အောက်ခံလူစိုးအဖွဲ့များကိုပြည်ကြီးတကွန်ဒကွန်တိုင်းအဝိုင်းအနီးမှာ88လမ်းမပေါ်မှာရှိတဲ့ပြည်သူပိုင်အဆောက်အုံတစ်ခုမှာနေရာချထားပေးတယ်လို့သိရပါဗျအဲ့ဒီဇိုးအဖွဲ့တွေကရှေ့တန်းကနေပြန်လိုက်သွားလိုက်နေပြည်သူတွေကိုတတ်ပြီးတော့ပြန်လာလိုက်နေလုံနေတာ ဆမ်မတူကအဲ့ဒီရက်ွက်ကအုတ်ကြီးရက်ွက်ထဲကလူတွေကအဲဆင်းတိုင်ချင်းရင်ဆမ်မတူနဲ့ဖာကောင်းအောင်ကိုစော်စီမှာတိုင်ရတယ်ပြည်ကြီးတကွန်ကဆန်ရှားဆိုတာကဇိုးကောင်းဆောင်သူ့ရဲ့အောက်မှာကတန့်စင်အောင်ကိုစော်တန့်စင်ရဲ့သားငါမျိုးဆိုပြီးတော့အဖွဲပေါင်းစုံရှိတာသူတို့အဖွဲနဲ့ငွေတော်ကြီးကုန်းရက်ွက်အုတ်ကြီးဒီရက်ွက်အုတ်ကြီးဆမ်မတူရဲ့ပေါင်းပြီးတော့ အကျိုးမြတ်ရလို့ဖြတ်ဖို့လုပ်နေတာပါရက်ွက်ကဘာကအကြောင်းဖုန်ကြီးကြောင်းကမသိမ့်ဖို့မြေတားရက်ခံခဲ့ပေမယ်22ရက်နေ့နောက်ဆုံးထားပြီးတော့ကိုအိမ်ကိုမဖြတ်ရင်အဲ့ဒီနေ့မှာနိုင်ယူဝက်ပဲအချိန်ပေးမယ်ဘူလိုဇာနဲ့လာဖြတ်မယ်ဇိုးအဖွဲဘောင်းဆောင်ရောတက်ရောရဲရောအချုပ်ကားတွေပါပါတယ်လို့သတင်းအတိအကျရထားပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့ကိုပြန်လည်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေတဲ့အောင်သေးရစစ်ကြောင်းကအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးဟာလက်နက်မပဘဲနဲ့အလင်းဝင်လာတဲ့အတွက်ဂုံပြုစုငွေ၁သိန်းချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁၈ရက်နေ့ညပိုင်းကတောင်ပိုင်းတိုင်းစစ်ဒေသဗျူဟာ၃၁ထံကိုအကြမ်းဖက်စစ်ကောင်စီရဲ့အောင်သေးရစစ်ကြောင်းကစစ်သား၂ဦးဟာအလင်းဝင်လာတယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကို ယူဟာ31ကတရားကိုဂုံပြုစုငွေ9သိန်းနှုန်းနဲ့ချိမြင့်ပေးခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလ17ရက်နေ့ညကအလင်းဝင်လာတာပါလက်နက်တော့မပါလာခဲ့ပါဘူး။လက်ရှိအလင်းဝင်လာတဲ့သူတွေကိုကောင်းမွန်စွာနဲ့စောင့်ရှောက်ထားပါတယ်။ဂုံပြုစုငွေကတော့တရားကို9သိန်းကျပ်စီပေးခဲ့တာပါ။ဆက်လက်ပြီးတော့အလင်းဝင်လာတဲ့သူတွေကိုလည်းကျွန်တော်တို့ဘက်ကຫນွေထွေးစွာနဲ့ချိုးဆိုသွားမှာပါလို့ People Defense Force ကယူဟာ31လုံခြုံရေးတပ်ခွဲကတာဝန်ရှိသူကရှင်းပြထားပါတယ်။စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကစစ်သားများကဇက်တိုက်ဆိုးသလိုအလင်းဝင်လျက်ရှိရာလက်ရှိအချိန်ထိအလင်းဝင်လာသူပေါင်းယာနဲ့ချီပြီးတော့ရှိနေပြီ ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင် ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ